ကဲကျွန်တော်ရဲ့ဒုတိယချက်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပါကဲကျွန်တော်မိတ်ဆွေဒီအတွက်ကိုကျွန်တော်တို့မနေ့ဖြန်26ရက်3လပိုင်း2025ဗုဒ္ဓဟူးနေ့တနေ့တာအကောင်ဆုံးဝမ်းကျင်းတစ်စုံရဲ့မင်းရောတင်ခွက်ကဲတခွက်ကောင်းရင်ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်တခါတည်းပြောပြမိမယ်ကျွန်တော်မိတ်ဆွေတွေကတခါတည်းမှတ်ပြီးတော့မနေ့ဖြန်ဗုဒ္ဓဟူးနေ့မှာတည်တည်ချာချာဂရုစိုက်ပြီးတော့အကောင်ဆုံးလိုက်စောလိုက်ကျွန်တော်မိတ်ဆွေတွေထပ်ပြီးတော့အဆင်ပြေသွားအောင်လို့နော်ဒီနေ့ကျွန်တော်ပေးထားခဲ့တဲ့ကိုးခုံဝမ်းကျင်းကခွန်လုံးပိုင်ဆွဲတယ်နော်ခွန်ငါးဆိုပြီးတော့မှာ မနေ့ဖော်မှာတော့ကျွန်တော်အကွက်မိအောင်ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်တည်တည်ချာချာကျွန်တော်ပြောပြမယ်နော်တကွက်ကောင်းလည်းပြောပြမယ်မင်းရောတင်ကွက်တွေလည်းကျွန်တော်ပြောပြမယ်ကျွန်တော်ချက်တော်မိတ်ဆွေတွေကကျွန်တော်ကနန်းလေးမပြောခင်လေးမှာကျွန်တော် channel ကအဲ့ဒီ subscribe ဆိုတဲ့စာတန်းလေးကိုနှိပ်ပြီးရင်ဘေးရခေါင်းလောင်းလေးကိုတည်တာလက်မလေးတွေပေးတာနော် subscribe မနေ့ရသေးတယ်ကျွန်တော်မိတ်ဆွေတွေကကျွန်တော် channel က subscribe ဆိုတဲ့စာတန်းလေးကိုတည်တည်ချာချာနှိပ်ပြီးတော့မှနော်ကျွန်တော် video အစားဆုံးကြည့်ဒါကျွန်တော်မိတ်ဆွေတွေကိုအစီအပြေအောင်လို့ကျွန်တော်ပြောပြတာ အဲ့လို subscribe ဆိုတဲ့စာတမ်းလေးကိုနှိပ်ထားမှာကျွန်တော်မိတ်ဆွေတွေကကျွန်တော်ကဏ္ဍအစ်တင်တိုင်းကျွန်တော်ကဏ္ဍအစ်နော်ကျွန်တော်မျှဝေပေးတိုင်းကျွန်တော်မိတ်ဆွေတွေနော်ကျွန်တော် like လွှင့်တိုင်းကျွန်တော်မိတ်ဆွေတွေအားလုံးမြင်အောင်တွေ့ရအောင်လို့နော်ကျွန်တော်တည်တည်ချာချာကျွန်တော်ပြောပြတာအဲ့တော့ကျွန်တော်မိတ်ဆွေတွေအားလုံးကကျွန်တော်ဗီဒီယိုကိုမျှဝေလို့ရမယ့်နေရာလေးဒီမှာမျှဝေထား share လို့ရမယ့်နေရာလေးဒီမှာ share ပေးထားနော် share မှု share အားလေးတွေနဲ့ကျွန်တော်မိတ်ဆွေတွေကအားပေးထားဒါမှကျွန်တော်မိတ်ဆွေတွေကိုလည်းကျွန်တော်လည်းနော်အကောင်းဆုံးကျွန်တော်တည်တည်ချာချာ ကျွန်တော်ရွေးပြီးထားတဲ့မနေ့ဖန်ဖုန်ဒူးနေမှာဝမ်ချင်းတစ်စုံနဲ့မင်းရောတင်ခွက်တစ်ခွက်ကောင်းရင်ကျွန်တော်တခါလေးပြောပြမယ်ကျွန်တော်မိတ်ဆွေတွေကတခါလေးမှတ်နော်အဲ့တော့မနေ့ဖန်ကျွန်တော်တို့ဘုံတစ်ခုနေ့26ရက်3လပိုင်း2025ဘုံတစ်ခုနေ့တနေ့တာအကောင်းဆုံးဝမ်ချင်းတစ်စုံက4 6 6ဆိုတဲ့ကျွန်တော်တို့အပီစင်ဝမ်ချင်း4ပိုင်9ပိုင်ကိုကင်ဆော့နော်အဲ့ဒီမှာကျွန်တော်တို့ကိုနဲ့ပတ်သက်ရင်6 2 6 6 9 3 9 8အဲ့အကွက်တွေကောင်းတယ်ကျွန်တော်မိတ်ဆွေတွေတခါလေးမှတ်လေးနဲ့ပတ်သက်ရင်၄ခွန်၄၅၄၃၄၆ အဲ့ equity ကောင်းတယ်ကျွန်တော်ထပ်ပြောပြမယ်เนาะ6နဲ့ပတ်သက်ရင်6 8 9 3 9 6 9 2အဲ့ equity ကောင်းတယ်4နဲ့ပတ်သက်ရင်4 9 4 5 4 3 4 6အဲ့ equity ကောင်းတယ်เนาะအဲ့ equity တဲကမှကျွန်တော်အကောင်းဆုံးတစ်ခွက်ကောင်းကျွန်တော်ကြွေးထားတာရှိတယ်အဲ့ဒါကတော့ကျွန်တော်တို့6 2 2 9ဆိုတဲ့ကျွန်တော်တို့တစ်ခွက်ကောင်းเนาะ6 2ဆိုတဲ့တစ်ခွက်ကောင်း6 2ကိုကျွန်တော်တို့စားတူအာပြီးတော့6 2 2 9ဆိုပြီးတော့အဲ့လိုအာဆော့ဒါကျွန်တော်တစ်ခွက်ကောင်းကြွေးပြီးတာကျွန်တော်မိတ်ဆွေတွေက တည်တည်ချာချာတကွက်ကောင်းကိုတည်ချာမှတ်နော်ကိုနှစ်နှစ်ကိုနော်ကျွန်တော်တို့2 2992နော်အဲ့တကွက်ကောင်းကိုကျွန်တော်မိတ်ဆွေတွေကတည်ချာ view size ဆိုနော်ကိုနှစ်နှစ်ကိုဆိုတာကိုဒါတကွက်ကောင်းကိုကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်တည်တည်ချာချာကျွန်တော်ရွေးထားတဲ့တကွက်ကောင်းကိုကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ပေးတာနော်ကျွန်တော်အခုပြောပြတဲ့ main or တင်ကွက်တွေလည်းကျွန်တော်မိတ်ဆွေတွေကိုကြိုက်တဲ့အကွက်ကိုကိုယူဆော့တကွက်ကောင်းကတော့ကျွန်တော်ကိုနှစ်နော်ကျွန်တော်တို့9229နော်အဲ့တကွက်ကောင်းကိုကျွန်တော်မိတ်ဆွေတွေက view size ပြီးတော့ဆော့ အဲ့တော့ကျွန်တော်မိတ်ဆွေတွေအားလုံးကျွန်တော်အခုပြောပေးတဲ့6 8 9 3 6 6 2အိုက်ကွတ်တွေလည်းကောင်းတယ်6 6 4 3 4 5 4 9အိုက်ကွတ်တွေလည်းကောင်းတယ်တကွက်ကောင်းက6 2 2 9နော်6 2 2 9တကွက်ကောင်းအဓိကထားပြီးတော့ကျွန်တော်မိတ်ဆွေတွေကဆော့မနေ့ဖန်ဗုဒ္ဓဦးနှစ်တနေ့တာမှာကျွန်တော်တို့7နှစ်10မိနစ်စီရဲ့ညနေ4နာရီခွဲစေးရအဲ့2စီမှာ10စီရတော့ကျွန်တော်မိတ်ဆွေတွေအကောင်းဆုံးအဆင်ပြေအောင်ဒါကျွန်တော်ရွေးပြီးတော့ကျွန်တော်ပြောပြထားတာကျွန်တော်မိတ်ဆွေတွေကဂရုစိုက်ပြီးတော့ဆော့နော်ဟုတ်ကဲ့ပါကျွန်တော်မိတ်ဆွေတွေအားလုံးမင်္ဂလာရှိသောညချမ်းပါစိတ်ချမ်းသာခြင်းကိုယ်ကြမ်းမှခြင်းနဲ့ပြည့်စုံကြပါစေ ကျွန်တော်ချစ်မိတ်ဆွေတို့ရဲ့ဘဝမှာရေလိုအေးလိုပန်းလိုပွေးကြပါစေလို့เนาะကျွန်တော်ချစ်မိတ်ဆွေရဲ့ကိုကြွားဆူတောင်းပေးလိုက်ပါတယ်ကျွန်တော်ချက်တော်မိတ်ဆွေတို့အားလုံးအားလုံးအဆင်ပြေကြပါစေလို့เนาะအားလုံးအားလုံးကွယ်လွယ်ကွယ်လွယ်